င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မဲအောင်လိုက်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်လုံခြုံရေးကိုဆွမိုးနိုင်အောင်ဆောင်ရွက်ကြပါဆိုပြီးပြောလာပြန်ပါတယ်မြန်မာစစ်ကောင်စီအနေနဲ့စစ်မနိုင်တော့ဘူးလို့ထိုင်းတို့တော်မှာပြုလုပ်ခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်နဲ့အမေရိကန်အခြေစိုက်ဝါရှင်တန် DC ပမောက်ကဒေါက်တာဇာဂရီအဘူဇာကမှတ်ချက်ပြီးပြောဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပရမဆုတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကျန်းဖက်မင်းအွန်လိုင်းကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်လုံခြုံရေးကိုစိုးမိုးနိုင်အောင်ဆောင်ရွက်ကြပါဆိုပြီးပြောလာပြန်ပါတယ်။ဒါကတော့ယမနီကနေပြည်တော်မှာပြုတ်လုသွားတဲ့စစ်ကောင်စီရဲ့အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးအတွင်းမှာအကျန်းဖက်မင်းအွန်လိုင်းကပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာအကျန်းဖက်မင်းအွန်လိုင်းပြောသွားတာက လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုင်းနယ်ပြည်နယ်အလိုက်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုပ်တင်ဓာတ်တွေကိုရဲရဲဝုံဝုံလှုပ်ကြပါဆိုပြီးပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အမျိုးသားညီညွတ်အစိုးရ NGO ကနေလက်ရှိနိုင်ငံရဲ့နေမီတဝက်ကျော်ကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေကသာထိန်းချုပ်သိမ်းပိုက်ထားတယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပြီးပဂတိမြေပြင်အခြေအနေမှာလည်းနိုင်ငံတော်ကတော်လှန်ရေးတပ်တွေတရားဝင်သိမ်းပိုက်ထားတဲ့မြို့ပေါင်း65မြို့အထိရှိထားပြီး စစ်ကောင်စီရဲ့လာရှိုးရမခတိုင်းစစ်ဌာနချုပ်ကြီးနဲ့အမ်မြွန်းနဲ့နမခတိုင်းစစ်ဌာနချုပ်ကြီးနှစ်ခုကိုလည်းတော်လိုင်းရေးတပ်တွေကသာတင်ပိုက်ထားသလိုလက်ရှိမှာလည်းစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်အနှဲငယ်ကလွဲပြီးကျန်တဲ့နိုင်ငံတော်ဝန်ကမြို့နယ်တိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေသလိုလက်တလုံးမှာလည်း ARP တိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းအထိပါအရခတ်တော်အေအေနဲ့ PDF ပူးပေါင်းတပ်တွေကထိုးဖောက်ဝင်ရောက်နေတဲ့အတွက်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်ဒီလိုမြေပြင်ပကတိအခြေအနေတွေနဲ့ပတ်သက်ပြီး အကြက်ဖက်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲလုပ်ဖို့ပြောဆိုနေမှုဟာတပြည်လုံးအတိုင်းတာနဲ့ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပဲသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့ဒေသတွေလောက်မှသာအပိုင်းလိုက်ပြုတ်လုနိုင်မယ့်အခြေအနေဖြစ်ပြီးသူတို့ရဲ့အမိခံလွတ်တော်နဲ့အမိခံအစိုးရဖွဲ့စည်းမဲ့သဘောပဲဖြစ်တယ်လို့လက်ရှိနိုင်ငံရေးအကြက်တဲနဲ့ငြိမ်းချမ်းရေးအတွက်ကတော့ဘာမှထူးမှမဟုတ်ဘူးလို့လေရှမ်းတိုင်းဒေသလွတ်တော်ကိုယ်စားလှယ်တဦးကတုံးသက်ပြောဆိုထားပါတယ်ဒါအပြင်လက်ရှိအကြက်ဖက်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲလုပ်ဖို့ပြောဆိုနေမှုတွေဟာ မဖြစ်ဖြစ်တဲ့နီးနဲ့သူတမရလှုပ်ချင်လို့ကိုပဂရိနိုင်ငံရဲ့အခြေအနေနဲ့ကန့်ညီမှုမရှိတာတော့ဒီအခင်းချင်းကိုအတင်းအဓမ္မဖန်တီးနေတာဖြစ်တယ်လို့လေရှန်တိုင်သာလွတ်တော်ကုစလစ်တူကထပ်ပြီးသုံးသက်ပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာစစ်ကောင်စီအနေနဲ့စစ်မနိုင်တော့ဘူးလို့ထိုင်းလွတ်တော်မှာပြုလုပ်ခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်နဲ့အမေရိကန်အခြေစိုက် Washington DC ပမကဒေါက်တာဇာဂရီအပူဇာကမှတ်ချက်ပြုပြောဆိုလိုက်ပါတယ် ပမခဒေါက်တာဇဂရီအပူဇာကတော့အမေရိကန်နိုင်ငံဝါရှင်တန် DC အခြေစိုက် National War College ကပမခတူဖြစ်ပြီးသူဟာမတ်လ22ရက်နေ့နဲ့23ရက်နေ့တွေမှာထိုင်းတော်အတွင်ကျင်းပခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးတော့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်မြန်မာစစ်ကောင်စီအနေနဲ့စစ်မနိုင်တော့ဘူးလို့မှတ်ချက်ပြုပြောဆိုလိုက်တာပါလက်ရှိမြန်မာစစ်တပ်အနေနဲ့က အခုနိုင်ငံတော်မှာတိုက်နေတဲ့စစ်ပွဲတွေအတွင်အနိုင်ရမှာမဟုတ်တော့သလိုသူတို့မနိုင်နိုင်တဲ့စစ်ပွဲကိုမြန်မာစစ်တပ်ကအလွန်အကျွံတိုက်နေတာသာဖြစ်ပြီးအဲ့ဒီလောက်ရကြောင့်ပဲတနိုင်ငံလုံးကိုသူတို့စစ်တပ်နဲ့အတူဆွဲချနေတာဖြစ်တယ်လို့လည်းအချက်၅ချက်နဲ့ထောက်ပြပြောဆိုသွားပါတယ်ပထမချက်ကတော့လက်ရှိမြန်မာစစ်တပ်ကနိုင်ငံနဲ့ပြမှာစစ်မျက်နှာတွေဖွင့်ထားရပြီး ဒုတိယအနေနဲ့ကလူအင်အားပြက်လက်မှုဆူဆူရွရွရင်ဆိုင်နေရသလိုဘလို့ပဲသူတို့စစ်တပ်ကအရှိန်ဟုန်ပြင်းပြင်းနဲ့ပြက်တနာကိုကင်တွယ်ဖို့ကြိုးစားပြီးမြေဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ဆိုထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကထောက်ပို့ရေးကွန်ရက်လည်းမလုပ်နိုင်တော့ပဲပြိုပြက်နေပြီဖြစ်သလိုအရင်ကမြန်မာစစ်တပ်မှာတက်စကန်ပေါင်း900ကျော်နဲ့တိုင်းပြည်ကိုထိန်းချုပ်ထားပြီးမြေအခုခါမှာတော့တက်စကန်ပေါင်းရာနဲ့ချီကိုလက်လွတ်ထားရပြီးကျန်နေတဲ့သူတို့စစ်တပ်စကန်တွေတဲကဖြတ်တောက်ခံထားရတဲ့စကန်တွေကိုလည်း ထောက်ပံ့ရေးကောင်းကောင်းမလုပ်နိုင်တော့တဲ့အခြေအနေမှာရှိနေတယ်လို့ပြောထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ကာကွယ်ပစ္စည်းစက်ယုံ24ယုံရှိတဲ့အထက်ကအရေးကြီးတဲ့စက်ယုံလေးစီကိုအရခတ်တော်အင်းနဲ့ PDF ပူးပေါင်းတပ်တွေကထိုးပေါက်ဝင်ရောက်လာနေပြီဖြစ်တယ်လို့အဲ့ဒီစက်ယုံတွေကိုဒေါ်လာရေးတပ်တွေကတက်ခိုက်သိမ်းပိုက်ဖို့တော့မလိုပဲထောက်ပံ့ရေးဖြတ်တောက်ထားနိုင်ယုံနဲ့တင်ရတယ်လို့ပမခဒေါက်တာဇဂရီအဘူဇာကမှတ်ချက်ပြုထားပါတယ်။ဒါပြင်မြန်မာစစ်တပ်ထဲမှာကိုတက်တွင်းမကြီးမျှမှုတွေဟာနှက်ဆိုင်တဲ့အထိကွဲထွက်နေကြပြီး တို့မှာလေချောင်းအာသာချက်တစ်ခုသာရှိတော့တယ်လို့အဲ့ဒီလေချောင်းတိုက်ခိုက်မှုဟာလဲစီရေးရည်ရွယ်ချက်မှာထိရောက်မှုမရှိတော့ပဲအရသာပြည်သူတွေကိုထိခိုက်အောင်လုပ်ပြီးကြောက်ရွံ့အောင်လှုပ်ဆောင်ယုံတတ်တတ်တာရှိတော့တယ်လို့လဲသုံးသက်ပြောဆိုထားတယ်လို့စီးပွားရေးအရင်မြစ်ဘက်မှာလဲစစ်ကောင်စီဟာနိုင်ငံခြားဝင်ငွေအရင်မြစ်တွေမရှိတော့ပဲသူတို့စစ်တပ်ကိုယ်တိုင်မြမစီးပွားရေးကိုဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်လက်ရှိအခြေအနေအရမြန်မာစစ်ကောင်စီဟာနိုင်ငံတော်ဝန်ကတိုက်ပွဲတွေမှာအနိုင်ရဖို့မရှိတော့ဘူးလို့ ထိုင်းလွတ်တော်မှာပြုတ်လုခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်နဲ့အမေရိကန်အခြေစိုက်ဝါရှင်တန် DC ပါမောက္ခဒေါက်တာဇာဂရီအဘူဇာကမှတ်ချက်ပြုပြောဆိုသွားတာပဲဖြစ်ပါတယ်ခင်ဗျာ မှာလေတင်းသားတိုင်းရေဖြူမြို့နယ်အမှတ်ရှိပြည်တော်စုလမ်းပါလန်ကင်းထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင့်ကိုတော်လန်ကြီးပူပေါင်းတပ်တွေကကြပြတ်တက်ခတ်မှုအတွေ့စစ်ကောင်စီဘက်ကဗိုလ်မှုတအုပ်အပါဝင်သေးတဲ့သူတွေတော်တော်ကိုများသွားပြီးတိုက်ပွဲတွေကနေစစ်သားမသားအလောင်းတွေနဲ့အတူ RPG တလက်အပါဝင်လက်နက်၅လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ရန်ကုန်ခေတ်တွေကရရှိထားတဲ့ရုပ်တံဖိုင်တွေမှာလေလမ်းမပြီးမှမှောက်ရကြီးသေနေကြတဲ့စစ်သားပုံတွေနဲ့ ဒဏ်ရာတွေနဲ့မထနိုင်မဲ့လဲနေတဲ့စစ်သားပုံတွေကိုလည်းတွေ့ရပါတယ်ဖြစ်စဉ်ကတော့မတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေပြူမြို့နယ်မတ်ရှိပြည်တော်စုလမ်းမှာလမ်းကင်းထွက်လာတဲ့အချက်ပစစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြောက်ကညာခြေရွာအနီးမှာဂျာဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကဗိုလ်မှူးတအူးအပါဝင်သေတဲ့သူတွေတော်တော်ကိုများသွားတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီး တိုက်ပွဲတွေကနေစစ်သားမသားအလောင်းတွေနဲ့အတူ RPG တလက်အပဝင်းလက်နက်၅လက်ကိုပါတော်လိုင်းတက်တွေကတင်စီရရှိခဲ့တယ်လို့ဒုရကစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောနေတဲ့အကြံဖက်စစ်ကောင်စီတပ်ကပဲဆလင်းနဲ့နထိုးကြီးမြို့နယ်ကဖုန်ကြီးကြောင်းတွေကိုလေနဲ့လာပြီးဘုံကျက်တိုက်ခိုက်မှုကြောင့် ဘုံကြီးကြောင်းလေးပါပျက်စီးသွားခဲ့ရတဲ့အပြင်တတော်86နှစ်အရွယ်တန်ငါတော့တပါးလဲပြန်လွန်တော့မှုသွားပြန်တယ်လို့စလင်းမြွတ်နယ်ပါအဖားနယ်တို့ကြီးပကပတာဝန်ရှိသူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့မတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာပဲငတို့ကြီးမြို့နယ်ကကွန်အန်ကျေးရွာဘုံကြီးကြောင်းနဲ့စလင်းမြွတ်နယ်ဂွေးကုန်းကျေးရွာရွှေစာရင်ဘုံကြီးကြောင်းကိုအချက်ပါစကောင်းစီတက်ကလင်းနဲ့လာပြီးဘုံကျဲတက်ခိုက်မှုကြောင့်တတော်86နှစ်အရွယ်တန်ငါတော့တပါးပြန်လွန်တော့မှုသွားခဲ့ရတဲ့အပြင်ဘုံကြီးကြောင်းတွေလည်းပျက်စီးသွားခဲ့ရတယ်ဆိုပါတယ် တဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကန့်တာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေပြီမယ်လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဖျားဇေတီတွေဘုံကြီးเจ้าတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေရုံနဲ့မကတန်ဃာဒေါ်လီပါမချန်ဤမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျအခုတကဆက်ချင်တာကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရေမြောင်းတန်ရှင်းရေးလုပ်နေတဲ့မြန်မာအလို့သမားနှစ်ဦးတက်လိုက်ပြီးတိစုံသွားခဲ့ရတယ်လို့ထိုင်းရောက်မြန်မာအလို့သမားတွေကိုအကူအညီပေးနေတဲ့ AAC မာမိတ်အဖွဲ့ရဲ့ဒါရိုက်တာဦးလှခိုင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ဆူမြို့နယ်ပါရာချူလမ်းမကြီးမှာရေမြောင်းတန်ရှင်းရေးလုပ်နေတဲ့မြန်မာအလို့သမားကိုလင်းနိုင်နဲ့ကိုမင်းလွင်ဝင်းဆိုသူတို့နှစ်ဦးဟာမြေအောက်လှိုင်းကူအတွင်းတက်လိုက်တိစုံသွားခဲ့ရတယ်ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ဥပဒေအရပတ်စပို့ရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေတည်ဆုံးသူနိုင်ငံသားအလုပ်သမားအတွက်နစ်နာကြေးရမှာဖြစ်ပြီးအဲ့ဒီဥပဒေတည်းမှာတော့နစ်နာကြေးအနေနဲ့ဘတ်ငွေ8300ပေးရမယ်လို့ပြောထားတယ်လို့မိသားစုဝင်တွေတဲကအဲ့ဒီနစ်နာကြေးကိုထုတ်ယူရမယ်ဆိုပြီးဥပဒေမှာပြောထားတဲ့အတွက်ဒေချာတာကတော့တည်ဆုံးတဲ့သူတွေအတွက်နစ်နာကြေးပေးကိုပေးရမယ်သဘောဖြစ်တယ်လို့ AAC မဟာမိတ်အဖွဲ့ဒါရိုက်တာဦးလှခိုင်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်ဒီနေ့မတ်လ25ရက်နေ့မှာတော့ အဲ့ဒီတေဆုံးသူမြန်မာလူသမား2ဦးရဲ့ရုပ်လောင်းတွေကိုတွားရောက်ထုတ်ယူဖို့ကုညီဆောင်ရွက်ပေးနေပြီးနင်နာချင်းရရှိဖို့အရေးကိုလည်းဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့အကယ်လို့နင်နာချင်းပေးဖို့အတွက်အလို့ရှင်ဘက်ကနှောင့်နှင်းကြန့်ကြာနေရင်လေထိုင်းဥပဒေအတိုင်းဆက်လက်ကုညီလှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း AC မဟာမိတ်အဖွဲ့ဒါရိုက်တာဦးလခိုင်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ